ကိုယ်ဝေဆောင်မိခင်နှောင်းတွေဟာကလေးအတွက်ရောမိမိအတွက်ပါလိုအပ်တဲ့ဗီတာမင်အာဟာရဓာတ်တွေကျွေးဝဖို့လိုအပ်ပါတယ်။မိခင်နှောင်းတွေကကျန်းမာရေးကောင်းမွန်အောင်လို့အသီးအနှံတွေကိုလည်းစားသုံးကြပါတယ်။ဒါပေမဲ့တချို့အသီးအနှံတွေကမလိုအပ်ဘဲနဲ့ဗီတာဆူဆူတွေကိုပါဖြစ်စေနိုင်ပါတယ်။ဒီတော့ကိုယ်ဝေဆောင်နေတဲ့အချိန်မှာလုံးဝမစားသင့်တဲ့အသီးတွေကဘာလဲဆိုတာကိုရှင်းပြပေးမယ်နော်။ ကိုမဆောင်တဲ့အချိန်မှာမစားတဲ့အသည့်တွေကပထမဦးဆုံးအသည့်ရတော့တင်မိုဒီတင်မိုဒီအစိမ်းမှာကိုဝင်ဆောင်အမျိုးသမီးတွေနဲ့ကိုဝင်ဆောင်ဖို့အတွက်စူးစမ်းနေတဲ့အမျိုးသမီးတိုင်းဟာတင်မိုဒီအစိမ်းကိုလုံအောင်ရှောင်ကျဉ်နေပါတယ်။အဆိုးဆုံးကတော့တင်မိုဒီအစိမ်းမှာပါဝင်တဲ့တက်ကတအိမ်ကိုချင်းစေပါတယ်။ကိုဝင်ဆောင်နေတဲ့အချိန်အတွင်းစားသုံးလို့ရှိရင် အစာမကြေတာကိုပြစ်စေပါနဲ့။အဲ့ဒါအပြင်မွေးဖွားတဲ့အခါမှာလည်းခက်ခဲစေပါတယ်။ ကိုဝင်ဆောင်ပထမ3လမှာရှောင်းသိင်းတဲ့အသည်ကတော့နနက်သည်ပါကိုဝင်ဆောင်နေတဲ့အချိန်တွင်နနက်သည်ကိုလွန်ကြိုစွာစားသုံးတာကမြင့်ရည်ကိုခံအားအတွက်အနှောင့်အယှက်ဖြစ်စေပါတယ်အရာပြင်နနက်သည်မှာပါဝင်တဲ့ဓာတ်တွေကြောင့်တအင်ကောင်းပြောစီပြီးတော့ခလေးကိုစောစောစီစီမူပွားစီနိုင်ပါတယ်အမျိုးသမီးအများစုကနနက်သည်ဖြော်ရည်မြမြတ်သုံးတာကမွေးဖွားတဲ့နေရာမှာလွယ်ကူတယ်ဆိုပြီးတော့ယူဆနေကြပါတယ်ဒီကြတော့ဒီချက်ကလုံးဝမှားပါတယ် အဲ့လိုမျိုးအလွန်အကဲတောက်တုံးတာစားတုံးတာက မိခင်အတွက်ရောခလေးအတွက်ပါမကောင်းတဲ့အတွက်ကြောင့်မို့လို့ဒီအပြုမူတွေကိုရှောင်ရှားသင့်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့စပစ်တီးပါကိုဝင်နိုင်နေတဲ့အခါမှာခန္ဓာကိုယ်အပူချိန်အတွက်စပစ်တီးကိုမစားသင့်ပါဘူးစပစ်တီးကြောင့်အပါဝင်စပစ်တီးပါဝင်တဲ့ဘလို့အစားအစာမျိုးဆိုရှောင်ရှားသင့်ပါတယ်စပစ်တီးမှာပါဝင်တဲ့ဓာတ်ကြောင့်မိခင်ကိုအဆိပ်သိမ့်မှုဖြစ်စေနိုင်ပါတယ် အစာရင်အတွင်းအပူချိန်လိုကဲမှုကြောင့်အမျိုးသမီးအတွက်လှုပ်ရှားမှုလေးခွေးစေပြီးတော့အဆိုးဆုံးကတော့ဝမ်းပြဝမ်းလျှော့ဖြစ်စေပါပါ။နောက်တစ်ခုကတော့မွတ်မွန်တီးပါ။မွတ်မွန်တီးကတန်တက်လွန်ချွေးဝပြီးတော့ပရိုတိန်းတခြားဓာတ်ဇင်းဓာတ်တွေလည်းပါဝင်ပါတယ်။မွတ်မွန်တီးကအပူစားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ဝင်ဆောင်အမျိုးသမီးရဲ့စားသုံးတဲ့အခါမှာသွေးရိုစိမ့်နာမျိုးဖြစ်နိုင်ပါတယ်။မွတ်မွန်တီးကိုစားသုံးတဲ့အတွက်ကြောင့်မလို့ကိုယ်ဝင်ဆောင်တွေမှာအခက်မသင့်ဖြစ်ပြီးတော့လေကြောင်းရရင်ပြီးတော့ဓာတ်မတရားတွေဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ဇီးသီးပါ ဇီးဒီကအပူစာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဝင်ဆောင်နဲ့မစားတုံးတင်ပါဘူး။မြန်မြန်စားလို့ရှိရင်ခန္ဓာကိုယ်အပူချိန်တက်လာပြီးတော့အဆက်အပြောက်တွေပေါ်လာနိုင်ပါတယ်။မိခင်ရောခလေးကျမ်းမာရေးအတွက်ပါကောင်းတဲ့အတိမဟုတ်တဲ့အတွက်ကြောင့်မို့လို့မစားမိအောင်ရှောင်တင်ပါတယ်။ကိုဝင်ဆောင်ကာလအပိုင်းအခြားအလိုက်စားတော့တဲ့အစားအစာလေးနဲ့ခလင်းရဲ့ဖွံ့ဖြိုးမှုဟာမိခင်ရဲ့စားတော့ပုံမှန်မှုတည်နေပါတယ် ဒီတော့မိခင်ရဲ့အနေနဲ့အစားအမြဲစားဖို့မဟုတ်ဘဲနဲ့အားရပြေးသွားတဲ့အစားအစာတွေကိုစားသုံးသင့်တယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကောင်ချလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်